အီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာအစ္စရေးကအမေရိကန်ကဖေးထားတဲ့တိုက်လေယာဉ်တွေနဲ့ခဲယမ်းမီးကြောင်းတွေကြောင့်အစ္စရေးကရှန်နေငယ်အတွဲမှာပဲအီရန်ကိုလက်နက်ချကာနေအထိထိုးစစ်ဆင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့မသိသေးတာကတော့အစ္စရေးမှာလေဆာတွေရှိနေပြီဆိုတာပါပဲ။အစ္စရေးရဲ့ Operation Rising Lion စတင်ပြီးပထမဆုံးအပတ်ကုန်ဆုံးချိန်မှာသူတို့ရဲ့နှီးပညာမြင့်လက်နက်တွေအကြောင်းစတင်ဖော်ပြလာပါပြီ။မေလ28ရက်နေ့မှာအစ္စရေးလက်နက်ထုတ်လုပ်ရေးကုမ္ပဏီ Rafael Blue Advanced Defense System ညလေကြောင်းကာကွယ်ရေးအတွက်သူရဲ့ပထမဆုံးလေဆာစနစ်ကိုကျင်းညာခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်က Israel က Hezbollah က Israel နယ်မြေတဲကိုစေလွှတ်ခဲ့တဲ့ မောင်းသူမဲ့လေယာဉ်အများအပြားကိုတိုက်ခိုက်ဖို့အတွက် Iron Dome လို့ခေါ်တဲ့လေကြောင်းကာကွယ်ရေးလက်နက်တစ်ခုကိုအသုံးပြုခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။ Rafael ကသူ့ရဲ့ Twitter မှာနိုင်ငံရဲ့တမိုင်းမှာပထမဆုံးအကြိမ်အဖြစ်စွမ်းအင်မြင့်လေဆာစနစ်တွေကိုလေကြောင်းချိန်ချမှုတွေအတွက် ကြားဖြတ်ဖန်းစည်းရမှာအသုံးပြုခဲ့ပါတယ်။ဒီမကြုံစဘူးတိုးတက်မှုက Swords of Iron War Color အတွဲမှာဖြစ်ခဲ့ပြီးတော့ Referee ရဲ့အစစ်မြစ်နည်းပညာဟာစစ်စင်ရေးရဲ့အဓိကကျတဲ့အနေအားမှာရှိနေခဲ့ပါတယ်လို့ရေးသားခဲ့ပါတယ်။ Swords of Iron War ဆိုတာ2023ခုနှစ်အောက်တိုဘာလမှာ Hamas က Israel ကိုအကြမ်းဖက်တိုက်ခိုက်မှုစတင်ခဲ့တဲ့ချိန်ကနေဖြစ်ပွားခဲ့တဲ့ပရိပတ်ခါကိုပေးထားတဲ့နာမည်ပါ။ Referee ရဲ့ကြေညာချက်အရဆိုရင် Iron Bin Laser နစ်ဆိုတာအစ္စရေးလီတန်နဲ့ကာကွယ်ဝင်ကြီးဌာနတို့ပူးပေါင်းပြီး ဖန်တီးထားတာပါဒီစနစ်ကရန်သူရဲ့ချင်းချောင်းမှုတွေကိုမြန်မြန်ဆန်ဆန်တိတိကျကျပြီးတော့အကုန်ကြစီလည်းတက်တာစွာနဲ့ချိန်မုံနိုင်တယ်ဆိုတာကိုစစ်ပွဲမှာတက်တည်ပြပြီးပြီလို့ဆိုပါတယ်ဒါကိုပြသဖို့အတွက် 30စက္ကန့်ကြာဗီဒီယိုတစ်ခုကိုလည်း Twitter မှာတင်ထားပါသေးတယ်။အဲဒီဗီဒီယိုမှာမြေပြင်ပေါ်ကနေကောင်းကင်ကိုချိန်ထားတဲ့လေဆာစနစ်အစ်စ်တွေကိုတွေ့ရပြီးတော့လေထဲမှာပြန်တန်းနေတဲ့မောင်းသူမဲ့အလင်းရင်တစ်စင်းကိုပြသနေရင်းရုပ်တရက်အကြောင်းပန်းမီးဆွဲပြီးမြေပြင်ပေါ်ပြုံးချသွားတာကိုမြင်ရပါတယ်။ဒါကလေဆာစနစ်ကဓာတ်ရိုက်ထိမှန်ပြီးမောင်းသူမဲ့အလင်းရင်ပြန်စည်းသွားတာကိုပြသနေတာပါ။ဒီ Iron Man ကိုဘယ်ရောကအသုံးပြုခဲ့ရလဲ။ဘသူ့ကိုတိုက်ခိုက်ခဲ့ရလဲဆိုရင်မိကုန်းနေ ်ထွက်လာပါတယ် The War Zone TWZ ကပေးထားတဲ့အချက်လက်တွေအရဆိုရင်တော့ Rafaela Iron Bin ကိုစစ်မြေပြင်ကိုပထမဆုံးအချိန်မိတ်ဆက်ခဲ့တာလာအနေနဲ့အကြာ2024ခုနှစ်အောက်တိုဘာလကမှအတည်ပြုခဲ့တာပါဟုတ်တယ်အဲ့ဒီတုန်းက Israel ရဲ့ laser အသစ်ဟာသူ့ရဲ့ပွဲဥထွက်တိုက်ခိုက်ရေးကိုပြုလုပ်ခဲ့တာဖြစ်ပြီး Rafaela ကတော့2025ခုနှစ်နောက်ပိုင်းမှာ Israel ကာကွယ်ရေးတပ်ဖွဲ့တွေအသုံးပြုမဲ့ဒီစနစ်ရဲ့အပိသက်ပုံစံကိုဖန်တီးဖို့စူးစမ်းနေ ေပုံရှားပါတယ်။ဘသူ့ကိုတိုက်ခိုက်ခဲ့တာလဲဆိုတာကတော့2024ခုနှစ်အောက်တိုဘာလမှာ Hezbollah Iran ရဲ့ ကိုစလေလို့သတ်မှတ်ထားတဲ့လက်ဗနိုအခြေစိုက်စစ်သွေးကြွအဖွဲ့ကအစ္စရေးကိုမောင်းသူမဲ့အလေးရင်အများအပြားဆေးလုတ်ခဲ့တယ်လို့ဆိုပါတယ်။ Hezbollah ကသူတို့ရဲ့မောင်းသူမဲ့အလေးရင်တွေဟာ Iron Bank ရဲ့ Radar စနစ်တွေမထိခိုက်စေဘဲအစ္စရေးလေပိုင်းနက်ထဲကိုထိုးပေါက်ဝင်ရောက်ခဲ့တယ်လို့ပြောခဲ့ပြီးစစ်သား၄ဦးသေဆုံးက9ဦးထဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီမောင်းသူမဲ့အလေးရင်တွေကတရားရဂိုင်လုံးအောင်မြင်ခဲ့တာတော့မဟုတ်ပါဘူး။2023ခုနှစ်အောက်တိုဘာလမှာ ာမတ်စ်ကအစ္စရေးကိုမိနစ်20အတွင်းဒုံးကျည်9000လောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကအစ္စရေးရဲ့ Iron Dome လိုမျိုးလေကြောင်းကာကွယ်ရေးစနစ်တွေကိုကျော်လွန်သွားနိုင်ခဲ့တယ်ဆိုတာကိုပြသခဲ့ပါတယ်။ဒီအချိန်ကြောင်းအစ္စရေးကသူတို့လက်ရှိပိုင်ဆိုင်ထားတဲ့ကာကွယ်ရေးစနစ်တွေအပြင်တခြားအရာတခုခုပို့ပြီးတော့လိုအပ်နေပြီဆိုတာကိုသဘောပေါက်သွားပါတယ်။လေတွေကနေဝင်ရောက်လာတဲ့ချိန်ချောင်းမှုတွေကိုမြ мян ဆန်ဆန်ဈေးသက်သာစွာပြီးတော့တိုးတောင်းတဲ့အကွာဝေး ီးယားနဲ့ဖြိုချနိုင်မဲ့နောက်ထပ်ကာကွယ်ရေးအလွှာတစ်ခုလိုအပ်လာတာပါဒီလိုအပ်ချက်ကြောင့်ပဲအစ္စရေးယားစံသက်ခံနေတဲ့မှာပဲရှိနေသေးတဲ့ဤပညာတစ်ခုကိုစစ်မြေပြင်မှာအသုံးပြုဖို့စဉ်းစားလာခဲ့ပါတယ်တကယ်တော့ဆယ်စုနှစ်ပေါင်းများစွာကတည်းကကမ္ဘာတဝန်းကစစ်တပ်တွေကလေဆာတွေကိုစစ်မြေပြင်မှာအသုံးပြုဖို့စိတ်ကူးရင်ခဲ့ကြပေမဲ့အများစုကတော့လက်တွေ့အကောင့်ထဲပေါ်ဆောင်နိုင်ခဲ့ခြင်းမရှိပါဘူးဒါပေမဲ့အစ္စရေးယားကတော့လုံနိုင်ခဲ့ပါတယ် Iron Man စနစ်ကို Hamas ရဲ့ 2023ခုနှစ်အောက်တိုဘာလတိုက်ခိုက်မှုမတိုင်ခင်ကတည်းကစတင်ဖန်တီးနေကြတာပါ2022ခုနှစ်ဧပြီလတုန်းကတောင်အစ္စရေးကာကွယ်ဝင်ကြီးဌာနရဲ့ဒုတိယနာရဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အကြီးအကဲပုံမှုချုပ်ကနေပြီးတော့ Iron Band ကစံတမှုများစွာအောင်မြင်စွာ ဖြတ်သန်းခဲ့ပြီလို့ထုတ်ဖော်ပြောကြားခဲ့ပါတယ် The Times of Israel ရဲ့ဖော်ပြချက်အရအဲဒီစံသမှုတွေမှာမောင်းသွမဲ့အလေးရင်တွေ၊မော်တာကြီးတွေ၊ရော့ကက်တွေနဲ့တင်းဖြတ်ဒုံးကြီးတွေလိုမျိုးပြင်းထန်တွေကိုဖြစ်ချနိုင်ခဲ့ပါတယ်။ဗိုလ်မှူးချုပ် Rotem ကဒီစံသမှုအားလုံးကိုစိန်ခေါ်မှုများတဲ့အချိန်တွေနဲ့အကွာအဝေးတွေမှာလုံးဆောင်ခဲ့တယ်လို့လည်းပြောပါတယ်။သူကလေဆာကိုအသုံးပြုတာကဂိမ်းပြောင်းလဲသူဖြစ်ပြီးတော့ဤပညာကအသုံးပြုရလွယ်ကူသလိုစီးပွားရေးအရလည်းတွက်ချေခဲ့တယ်ဆိုတာသက်သေပြခဲ့ပါတယ်လို့ထပ်ပြောခဲ့ပါတယ်။ ဒီစံတမ်းမှုတွေကိုထောက်ပံ့တဲ့ဗီဒီယိုကို TWZ က YouTube မှာလည်းမျှဝေထားပါတယ်90စက္ကန့်ဝန်းကျင်လောက်မှာ Iron Man အလုံးလုံးပုံကိုမြင်တွေ့ရမှာပါပြင်ပတွေကိုတစ်ခုပြီးတစ်ခုအောင်မြင်စွာထိမှန်ပြီးတော့ပြင်ပတချို့ပေါက်ကွဲတာမျိုးတချို့မီးလောင်ကျွမ်းတာမျိုးကို မြင်တွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီ2022ခုနှစ်တုန်းကတော့ Iron Man ကအပိသက်ဖန်တီးပီစီးခြင်းမရှိသေးပါဘူးဒါပေမဲ့2023ခုနှစ်မှာ Hermes ကတိုက်ခိုက်ခဲ့ချိန်မှာ တော့ Refle နဲ့သူ့ရဲ့မိဖက်တွေကဒီထူးခြားတဲ့ laser စနစ်ကိုအမြင့်ဆုံးစစ်မြေပြင်မှာအသုံးပြုနိုင်အောင်ထုတ်လုပ်မှုကိုအရှိန်မြင့်ခဲ့ကြပါတယ်။ Hamas တိုက်ခိုက်ပြီးတနေ့အကြာဗိုလ်မှူးချုပ် Rotem ကပထမဆုံးအောင်မြင်တဲ့စံသတ်မှုတွေကိုအစီရင်ခံပြီးတော့နှစ်နှစ်ခွဲအကြာမှာ Iron Man ရဲ့အစောပိုင်းပုံစံဟာစစ်မြေပြင်ကိုရောက်ရှိနေပြီဖြစ်ပြီးတော့မောင်းသူမဲ့လေယာဉ်တွေကိုဖယ်ရှားပြစ်နေပါပြီ။ဒီအချက်အလက်တွေအရဆိုရင်တော့ Iron Man ရဲ့အခြေခံသဘောတရားတွေနဲ့ Israel က ဘလို့အသုံးပြုခဲ့လဲဆိုတာရှင်းလင်းသွားပြီလို့ထင်ပါတယ်။ဒီအော်ဝဲခေါင်းနဲ့လေဆာအသစ်ဘလို့အလုံးလုံးတလဲဆိုတာကိုလည်းကြည့်ရအောင်ပါ။ရဖီးဟာ Iron Man က 100 kilowatt height energy laser weight phone system HELWS ဖြစ်ပြီးတော့မီတာရပေါင်းများစွာကနေကီလိုမီတာအများအပြားအကွာအဝေးကလေကြောင်းချိန်ချောင်းမှုမျိုးမျိုးကိုမြင်မြန်ဆန်ဆန်တိုက်ခေါက်ချိန်မုံနိုင်တယ်လို့ဆိုပါတယ်2025ခုနှစ်နောက်ပိုင်းမှာစတင်အသုံးပြုမယ်လို့မျှော်မှန်းထားတဲ့ဒီလက်နက်ရဲ့အပြီးသတ်ပုံစံမှာ30ကီလိုမီတာလောက်အထိတက်ရောက်မှုရှိတာကိုတွေ့ရပါတယ်ဒါကတော့ HELWS ကဝင်ရောက်လာတဲ့ပြင်မှတ်တွေကိုတိုးတောင်းတဲ့အကွာ ါဝေးရနေဂျားဖြတ်ဖန်းစီဖို့ဒီဇိုင်းထုတ်ထားတာကိုပြသနေတာပါ။ဒါအပြင်အစ္စရေးရဲ့တခြားလေကြောင်းကာကွယ်ရေးတွေကိုဖျက်ချော်ဝင်ရောက်လာတဲ့လေကြောင်းချိန်ချောင်းမှုတွေအတွက်နောက်ဆုံးကာကွယ်ရေးလိုင်းတစ်ခုအဖြစ်လဲအင်အားဖြည့်တင်ပြီးတော့ပါဝင်နိုင်ခြေရှိပါတယ်။ ရန်ဖေးက Iron Bay ဟာအလင်းရဲ့အမြန်နှုန်းနဲ့ပြင်းမှတ်တွေကိုတိုက်ခိုက်နိုင်ပြီးတော့စနစ်ကလျှက်စစ်တပ်အားနဲ့ချိတ်ဆက်ထားသည့်ခဲယံမီချောက်လိုအပ်တာမျိုးလည်းမရှိဘူးလို့ပြောထားပါတယ်။လျှက်စစ်တပ်အားကအဓိကစွန့်ရင်ရင်းမြစ်ဖြစ်ပြီးတော့တခြားဘာမှမလိုအပ်တာကြောင့် Iron Bay နဲ့ပြစ်ခတ်မှုတစ်ခုစီတိုင်းကမီတာခန့်အလွဲလို့ကုန်ကျစရိတ်မရှိသလောက်နည်းပါပါတယ်။အထူးသဖြင့်ဒုံးကျည်ပြစ်ခတ်မှုကုန်ကျစရိတ်နဲ့နိုင်ရှင်ရဲ့ပို့ပြီးတော့လည်းသက်သာသွားပါတယ်။ Iron Bay ဘယ်လိုလုံးလုံးတလဲ Iron Bay ဆိုတာ ါဗီဒီယိုတွေရကြည့်ရင်တနက်ကြီးတလန်းနဲ့တူပါရင်သုံးရတာတော်တော်လေးလွယ်ကူပြီးတော့သုံးတဲ့သူကမှန်ဘလူးနဲ့ပြမတ်ကိုချိန်ယုံပါပဲပြမတ်ကိုမြင်ပြီးဆိုတာနဲ့ခလုံးနှိမ့်လိုက်တာနဲ့အားပြင်းတဲ့လေးစားထွက်လာပါတယ်။ကောင်းတဲ့အချက်ကတော့ ဒီစနစ်ကိုလူကိုယ်ရိုင်အနီးကပ်သွားပြီးတော့ထိန်းချုပ်เสียမလိုပါဘူး Rafee ကုမ္ပဏီကပြောတာကတော့ Iron Bin ကိုအဝေးကနေထိန်းချုပ်နိုင်တယ်ဟဲ့ထိန်းချုပ်ဆက်ပါဝင်တယ်လို့ဆိုပါတယ်ဒါဆိုရင်စစ်သားတွေကလေဇာစနစ်နဲ့ဂွေးကွာတဲ့အလုံးကျုံတဲ့နေရာကနေပြင်းမှတ်တွေကိုပြစ်ခတ်နိုင်ပါတယ်ရန်သူတွေက drone တွေအများကြီးလွှတ်လိုက်ရတဲ့အချိန် Iron Bin ကပြင်းပြင်းစစံပြန်ချိန်ပြီးတော့တိုက်ခိုက်နိုင်တဲ့စွမ်းရည်ရှိပါတယ်ဒါကြောင့် Israel ကိုလာတိုက်တဲ့ drone တွေကိုတိုက်ဖို့အတွက်အကောင်းဆုံးလက်နက်တစ်ခုဖြစ်နေတာပါပဲ ဘာလို့ Iron Man ကိုတည်ဆောက်ရတာလဲ Iron Man ကိုတည်ဆောက်ရတဲ့အဓိကအကြောင်းရင်းကတော့ရန်သူရဲ့ drone အများပြားကိုခုခံကာကွယ်ဖို့ပါပဲဥပမာအနေနဲ့ Hezbollah လို့အဖွဲ့မျိုးကိုကြည့်ပါ Hezbollah မှာ2006ခုနှစ်တုန်းကဒုံးကျည်တပေါင်းကျော်ပဲရှိခဲ့တာကနေအခုလက်ရှိမှာ15,000တောင်တိုးလာခဲ့တယ်လို့သိရပါတယ်ဆယ်စုနှစ်နေပါကြာပြီးရနောက်အခုချိန်မှာ rocket ဒုံးကျည်နဲ့မောင်းသူမဲ့လေယာဉ် drone နှစ်သိန်းကျော်လောက်စုဆောင်းထားနိုင်တယ်လို့ခန့်မှန်းရပါတယ်တခြားစစ်သွေး ကျအဖွဲ့တွေကလည်းလေကြောင်းကနေအန်ဒီရရှိတဲ့ချင်းချောက်မှုတွေပေးနေကြတယ်။ Hamas ကဆိုအစ္စရေးရဲ့ကာကွယ်ရေးစနစ်တွေကိုကျော်လွန်နိုင်ဖို့ဒုံးကျည်9000တောင် သုံးခဲ့ရလို့ပြောဆိုခဲ့တယ်။ဒါအပြင်အီရန်ကနေချွတ်လာတဲ့ drone တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။2022ခုနှစ်ကနိုဝင်ဘာလမှာအစ္စရေးကအာရမန်ရဲ့ပထမဆုံးအောင်မြင်တဲ့စံတမ်းမှုတွေကိုထုတ်ဖော်ပြသပြီးတော့လာအနေငယ်အကြာမှာ Defense Express ကအီရန်ဟာ Shahed drone 150ခန်းကိုတလဟောက်တိစောက်နေဝယ်ရှိရလို့ပြောခဲ့ပါတယ်။တခြား drone တွေလည်းထုတ်လုပ်ပေးမယ်။ Shahed တွေကိုပဲထည့်သွင်းရင်တော့ဒီနေ့က drone 1800လောက်ရှိပါလိမ့်မယ်။ United Against Nuclear Iran ကဒီ drone ရပေါင်းများစွာဟာရုရှား ားကိုရောက်ရှိခဲ့ပြီးတော့အီရန်ရဲ့အရှေ့လေပိုင်းကိုယ်စားလှယ်တွေကိုလည်းထောက်ပံ့ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ဒီလိုချင်းချောက်မှုတွေကိုတံပြန်ရမှာ Iron Bank ကအရန်အရေးပါလာတာပါ။ Iron Bank က Israel ရဲ့တခြားကာကွယ်ရေးစနစ်တွေကိုချုံလွန်ပြီးတော့ဝင်လာတဲ့ဒုံးကြီးဒါမှမဟုတ် drone မှန်သမျှကိုပြစ်မှတ်ထားနိုင်ပါတယ်။အထူးသဖြင့် drone တွေရဲ့အတွက်ဒါကပိုအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့သူတို့ကရိုးရိုးကာကွယ်ရေးစနစ်တွေရဲ့ radar အောက်ကနေမကြာခဏပြန်တန်းနိုင်လို့ပါပဲ။ Iron မန်ကရန်သူတွေပြစ်ခတ်နိုင်တဲ့လေကြောင်းတိုက်ခိုက်မှုအားလုံးကိုဖျက်ဆီးနိုင်မဲ့အဖြေတစ်ခုတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒါဟာအစ္စရေးကသူ့ပြည်သူတွေကိုကာကွယ်ဖို့အတွက်အန်ဒီရဲ့အရှိဆုံးပြည်မှတ်တွေကိုရွေးချယ်ပြီးပြည်မှတ်ထားနိုင်တဲ့နောက်ထပ်ကာကွယ်ရေးအလွှာတစ်ခုကိုတော့ပေးစွမ်းနိုင်ပါတယ်။ Iron Band အရေးပါရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ကုန်ကြစည်ပါတခြားကာကွယ်ရေးစနစ်တွေထက်အများကြီးသက်သာလို့ပါပဲ Israel မှာအဓိကလေကြောင်းကာကွယ်ရေးစနစ်ကြီး၃ခုရှိပါတယ် The Arrow System, David Sling နဲ့ Iron Dome လို့ပါပဲ Arrow System ကတော့အဝေးစီးရပြင်မှတ်တွေကိုပြင်နိုင်ပြီးတော့ဒုံးကြီးတစ်စင်းကိုဒေါ်လာနှစ်သန်းကနေ၃သန်းလောက်ကုန်တယ် ဒေးဗစ်ဆလင်းကတော့အလယ်လက်အကွာဝေးကိုဖြစ်နိုင်ပြီးတော့ဒုံးကျည်တစင်းကိုဒေါ်လာတသန်းကုန်နဲ့အိုင်ရွန်ဒုံးကတော့အနည်းဆုံးပြမျက်တွေကိုဖြစ်နိုင်ပြီးတော့ဒုံးကျည်တစင်းကိုဒေါ်လာ9000ကုန်နဲ့ဒီစနစ်တရားအရန်ကောင်းပေးမယ်အရန်လဲစည်းကြည့်ပါရင် ။ဥပမာ2024ခုနှစ်ဧပြီလမှာအီရန်ကအစ္စရေးကိုတိုက်ခိုက်တော့အစ္စရေးကသူ့မဟာမိတ်တွေနဲ့ပေါင်းပြီးတော့ကာကွယ်ဖို့ဒေါ်လာ1.7ဘီလီယံလောက်သုံးလိုက်ရပါတယ်။အီရန်နဲ့သူ့ရဲ့မဟာမိတ်တွေကအစ္စရေးကိုတိုက်ခိုက်ဖို့ဒုံးကျည်တဲ့ဒရုန်းတွေအများအပြားကိုအသုံးပြုနိုင်တာကြောင့်ဒီလိုစည်းကြီးတဲ့ကာကွယ်ရေးစနစ်တွေကိုဆက်သုံးနေဖို့ကရေရှည်မှာမဖြစ်နိုင်ပါဘူး။ဒါအပြင်ဒီစနစ်တွေကိုဆက်ပြီးတော့လည်ပတ်နိုင်ဖို့လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်တွေနဲ့အထွေထွေစစ်ဆင်ရေးကုန်ကျစရိတ်တွေကလည်းအများ ားကြီးကုန်ပါသေးတယ်။ဒီနေရာမှာ Iron Bank ကဝယ်လာတာပါ။ Rafael Company ကတော့ Iron Bank ကိုအသုံးပြုဖို့ကုန်ကျစရိတ်မရှိတော့ပဲလို့ပြောထားပါတယ်။တကယ်တမ်းကုန်ကျစရိတ်ကတော့ဒေါ်လာအနည်းငယ်ကနေ3.5ဒေါ်လာကျားမှပဲရှိတယ်လို့ဆိုပါတယ်။ TWZ The Warzone ကတော့ တစ်ချက်ဖြစ်ကုန်ကြစီကအဲ့ဒီကလေးကပို့ပြီးတော့ကြဆင်းသွားနိုင်တယ်လို့ပြောပြီးတော့မကြသေးမီကအစင်ခန်းစာရိအရာဒေါ်လာ1.53ညနီးပါးလောက်ပဲကုန်ကြတယ်လို့ဆိုပါတယ်။ဘယ်အင်းကနန်းကအမှန်တကယ်ဖြစ်ဖြစ်အရေးမကြီးပါဘူး။ဝင်းကြီးချုံဟောင်း ဘက်နက်ပြောခဲ့တဲ့ဒေါ်လာ3.53ညဆိုရက်ပုံများတဲ့ကုန်ကြစည်းကိုသုံးခဲ့ရတောင်းမှာ Iron Dome ရဲ့ဒုံးကြီးတစ်စင်းကုန်ကြတဲ့ပတ်စံနဲ့ Iron Band ကိုအချိန်14285ကျိန်အထိပြည့်ခတ်နိုင်ပါသေးတယ်။ဒီလိုကုန်ကြစည်းကြီးမားစွာကွာခြားနေတဲ့အချိန်တွေမှာ မေးစရာမေးခွန်းတစ်ခုပေါ်လာပါပြီ။ Israel ကသူ့ရဲ့လက်ရှိဈေးကြီးရဲ့လေကြောင်းကာဝေးစနစ်တွေကို Iron Band နဲ့ဘာကြောင့်အစားမထိုးသေးရလဲ။ Iron Bank ကအထင်ကြီးစရာကောင်းပေမဲ့ဒီကာကွယ်ရေးစနစ်မှာအားနည်းချက်များစွာရှိပြီးတော့ Israel ရဲ့တခြားစနစ်သုံးခုတွေကဘယ်တစ်ခုမှဒိုင်းရိုက်အစားထိုးလို့မရပါဘူး။အစိုးပိုင်းကဖော်ပြခဲ့တဲ့သူရဲ့ထိရောက်တဲ့အကွာအဝေးကအဓိကအချက်တစ်ချက်ပါပဲ။ပြောခဲ့သလိုပဲ Iron Bank က အများဆုံး6မိုင်အကွာဝေးကပြင်းမှတ်တွေကိုသာထိမှန်နိုင်ပြီးတော့လက်တွေမှာတော့ပုံပြီးနေတဲ့အကွာဝေးမှာသာအသုံးပြုွယ်ရှိပါတယ်။အစ္စရေးရဲ့တခြားလေကြောင်းကာကွယ်စနစ်တွေကမိုင်းတာစပေါင်းများစွာကနေမိုင်းထောင်ကြီးပေါင်းများစွာအထိဝေးတဲ့ပြင်းမှတ်တွေကိုထိမှန်နိုင်တာကြောင့် Iron Bin နဲ့အစားထိုးလိုက်မယ်ဆိုရင်အစ္စရေးကလေကြောင်းချိန်ချမှုတွေမြေပြင်ကို မထိခင်နင်းနင်းလေးမှသာတိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ဒါကမပေါ်ဆတဲ့အန်တီရဲတစ်ခုပါပဲ။ Iron Bin စနစ်မှာရာသီဥတုန ဲ့ပတ်သက်တဲ့ပြဿနာတွေလည်းရှိပါသေးတယ်။စံသက်ခံထဲမှာအသုံးပြတာနဲ့တကယ်စနေပြမှာအသုံးပြတာကမတူပါဘူး။စံသက်ခံမှာဆိုရင်အခြေအနေတွေကောင်းမွန်မှပြည့်ခတ်နိုင်ပါတယ်။ဒါပေမဲ့ဘယ်ရာသီဥတုမျိုးမှမဆိုအားကိုးရမဲ့လေကြောင်းကာကွယ်ရေးစနစ်အဖြစ်မိခိုးဖို့ကတော့မလွယ်ပါဘူး။လေဆာတွေကပတ်ဝန်းကျင်ရဲ့တက်ရောက်မှုတန်ကိုခံရပါတယ်။ပြည့်ခတ်လိုက်တဲ့လေဆာရောင်ခြေတွေကမြူကိုးတွေ၊မီကိုးတွေ၊မိုးသက်သက်စွာရွာရာမျိုးနဲ့နှင်းနေတဲ့တွေ့တဲ့အခါသူ့ရဲ့စွမ်းအားကလျှော့သွားနိုင်ပါတယ်။ ။ဒါလို့လဲဆိုတော့ဒီဒီယာတွေက ်လေဆာကိုပြင်မဲ့စီမရောက်ခင်ဆုပ်ယူလိုက်ကြအကြောင်းပါဒါကလေဆာကပြင်မဲ့ကိုလုံးဝမထိဘူးလို့အများရင်ဆိုလိုတာမဟုတ်ပေမဲ့ဒီရာသီဥတုပြဿနာတွေကလေဆာရဲ့ထိရောက်မှုအကွာအဝေးကိုရောချစေပြီးတော့ရာသီဥတုအခြေအနေကြည်လင်တဲ့အခြေအနေတွေကလွှဲရင်တော့ Iron Man ကိုအပြေးဝယုံကြည်စိတ်ချရမှုမရှိစေပါဘူးပတ်ဝန်းကျင်ကလေရဲ့အပူချိန်ကတောင်လေဆာရဲ့အမြန်နှုန်းနဲ့ဥတီယာကိုတည်ရောက်မှုရှိနိုင်ပါသေးတယ်တခြားအားနည်းချက်တွေလည်းရှိပါသေးတယ်ဥပမာ Iron Man ဟာ Terrace ပြည့်ခတ်နိုင်ဖို့အမြဲ ဲတန်းလျက်စစ်တအားနဲ့ချိတ်ဆက်ထားပါတယ်။ပါဝါရင်းမြစ်နဲ့ပတ်သက်ပြီးတော့ပြဿနာသေးသေးလေးတစ်ခုခုဖြစ်ခဲ့ရင်လေဆာရတန့်သွားမယ်လို့ဆိုလိုတာပါ။ဒါကြောင့် Israel ရဲ့ရန်သူတွေက Iron Man Test Center ရဲ့နေရာတွေကိုမထိုက်ခိုက်ခင်လျက်စစ်တအားပေးစက်ရုံတွေကိုပြတ်မှတ်ထားပြီးတော့မေးပြတ်အောင်လုပ်နိုင်ပါတယ်။ဒါကြောင့်မယ်ဒီအားနဲ့ချက်တွေက လန်ဒန်ကို အစ္စရေးမှာရှိပြီးသားစနစ်တွေကိုအစားထိုးလို့မရဘူးလို့ဆိုလိုတာပါ အစားထိုးမဲ့အစားအရင်ကပြောခဲ့သလိုပဲ Aero David Slane နဲ့ Iron Dome စနစ်တွေကိုအင်အားထက်လောင်းပြီးတော့ထက်ကောင်းအောင်ဖြည့်ဆွတ်ပေးမှာဖြစ်ပါတယ် TWZ ကအစ္စရေးက Iron Bin ကိုပြင်မဲ့ကာကွယ်စနစ်အဖြစ်အသုံးပြုပြီးတော့ အဓိကစီးရီးနေရာတွေမှာအများအပြားချထားပြီးတော့တချောင်းလေချောင်းကာကွယ်စနစ်တွေကိုဖျက်ချော်ဝင်ရောက်လာတဲ့လေချောင်းချိန်ချမှုတွေကိုဖယ်ရှားပစ်ဖို့အသုံးပြုမယ်လို့အကြံပြုထားပါတယ်။ဒါဆိုအစ်စရီမှာသူရဲ့ Iron Bin နဲ့တချောင်းဘာတွေရှိနေတာလဲ2024ခုနှစ်အောက်တိုဘာလမှာစစ်မြေပြင်မှာအသုံးပြုခဲ့တာကြောင့်အစ်စရီကစံသက်မှုတွေမှာရောစစ်မြေပြင်မှာပါအောင်မြင်စွာစံသက်ပြီးစီးခဲ့တဲ့ကမ္ဘာပထမဆုံးလေစာလေချောင်းကာကွယ်စနစ်ကိုပိုင်ဆိုင်ထားပါတယ်။2025ခုနှစ်နှောင်းပိုင်းမှာ ရောက်ရှိလာမဲ့ဒီစနစ်ရဲ့အပိသက်ပုံစံကိုလည်းပိုင်ဆိုင်ထားပြီးတော့လက်ရှိလေချောင်းကာဝေးရီတွေကိုဖြည့်ဆွတ်ဖို့အတွက် အများအများထုတ်လုပ်ဖွယ်ရှိပါတယ်။အရေးကြီးဆုံးကတော့ Iron Man ဟာ Israel အတွက်အကောင်းဆုံးအချိန်မှာစစ်နေပြင်ကိုရောက်လာတာပါပဲ။ အစ္စရေးကစစ်စင်ရေးစတင်ခဲ့ချိန်မှာအီရန်ရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေရောက်လာတော့မယ်ဆိုတာမျှော်လင့်ထားပြီးသားပါအခုဆိုရင်တိုက်ခိုက်မှုတွေစတင်နေပါပြီဇော်လ15ရက်နေ့မှာအယ်ဂျာဇီယာကအီရန်ဟာအစ္စရေးကိုဒရုန်းနဲ့ဒုံးကျည်တွေနဲ့စတင်တိုက်ခိုက်နေပြီလို့သတင်းပို့ခဲ့ပါတယ်ဇော်လ16ရက်နေ့မှာလည်းညရင်းချင်းဒုံးကျည်တိုက်ခိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ် The Times of Israel ရဲ့ဖော်ပြချက်အရဒေတိုက်ခိုက်မှုတွေကြောင့်လေကြောင်းသတိပေးချက်တွေထွက်ပေါ်လာခဲ့ပေမဲ့ဒုံးကြီးအများစုကတော့ Israel အကြဖြတ်ဖြတ်စည်းနိုင်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေနောက်ထပ်ထပ်ဖြစ်လာအောင်မယ်လို့ခန့်မှန်းရပါတယ်။ အနာဂတ်မှာအီရန်ကိုရိုင်းအပြင်လက်ဗနွန်နဲ့ပါလက်စတိုင်းမှာရှိတဲ့အီရန်ရဲ့မဟာမိတ်အဖွဲ့တွေကလည်း drone တွေ rocket တွေနဲ့ဒုံးကျည်တွေကိုဆက်လက်ပစ်ခတ်လာနိုင်ပါတယ်။ Iron Band စနစ်ရောက်ရှိလာခြင်းက Israel အနေနဲ့ဒီလိုတိုက်ခိုက်မှုတွေကနေကာကွယ်ဖို့အတွက်သူရဲ့လက်နက်တိုက်ထဲမှာနောက်ထပ်ထိရောက်တဲ့ကိရိယာတစ်ခုရှိလာပြီလို့ဆိုလိုတာပါ။သို့တော်လည်း Iron Band ကိုအပြေးအဝအသုံးပြုနိုင်တဲ့အခါဘလောက်အထိထိရောက်မှုရှိမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရအောင်ပါဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်း ဲပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်